ရဲတုဆိုတဲ့ကောင်းလေးဟာငားရှာတာနှက်ထွမ်းတာနဲ့တော်တော်ပစ္စည်းရှာဖွေတာတွေကိုဝါဒနာပါသူတယောက်ဖြစ်ပါတယ်။သူဟာကိုယ်ပိုင်မိုဘိုင်းဖုန်းမရှိပါဘူး။ညီမညာနဲ့ပတ်သက်ပြီးဘူးတူတာလည်းလုံးဝမရှိဘူးလို့ပြောလို့လည်းရပါတယ်။ရဲတော်ဟာသူ့ရဲ့ကိုယ်ပိုင်ကဘာတွေထဲမှာပဲနေထိုင်ပြီးနေ့စဉ်ဘဝမှာငှက်ထောင်ခြင်းငားရှာတော်တော်ပစ္စည်းရှာရင်နေထိုင်ခဲ့ပါတယ်။ မနက်စိုးတော်လည်းဝင်ညနေစိုးအိမ်ပြန်တဲ့နေ့စဉ်ဘဝမှာဘာမှထူးထူးခြားခြားကြောင်းနေခြင်းမရှိပဲလက်ပတ်နေခဲ့ပါတယ်။ဒီနေ့မှာတော့ရဲတော်ဟာတော့နဲ့ထဲကကျောင်းထဲမှာငါးရှာချင်းစိတ်ပေါ်လာခဲ့ပါတယ်။ရဲသားတွေကြွေးကြတာကဒီကျောင်းမှာငါးတွေပေါ်များသလိုရှိကလည်းကြည်လင်နေလို့နာမည်ကြီးနေတာပါ။ရတဲ့သူဟာသူငယ်ချင်းတွေဖြစ်တဲ့ငါထက်နဲ့တန့်စင်တို့ကိုတညတာတော်ထဲမှာတက်ခိုးဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ် မထက်နဲ့တန်ရှင်တို့ကလည်းရှာသားတွေကြောတယ်လို့ငါပေါများတယ်ဆိုတာဟုတ်မဟုတ်သိကျင်နေကြတာနဲ့သူအစီအစဉ်ကိုတဘောတူလိုက်ကြပါတယ်။ရိုးတုံအောင်ချင်းဆိုတာရဲ့နေ့ရောက်လာတဲ့ခါမှာတော့မနှက်ဆက်စားပြီးတာနဲ့ငါထက်နဲ့တန်ရှင်တို့ဟာရဲထွက်ရဲ့အိမ်သို့ရောက်လာကြပါတယ်။လိုရတဲ့ဒီစီကရီယာတွေအားလုံးပြင်ဆင်ပြီးတာနဲ့သူတို့တို့ဟာဆိုင်ကယ်နှစ်စီးနဲ့ဂီးစတင်ထွက်လာခဲ့ပါတယ်။ ဆိုင်ကယ်စက်မောင်းလို့ရတဲ့အထိတော့ရုံမောင်းဝင်ခဲ့ကြပါတယ်။ဘဝတဲ့ပြည်စည်းတွေကိုယူပြီးတဲ့နောက်မှာသူတို့တော့ရုံဟာခြေလင်းခီးဆက်ခဲ့ကြပါတယ်။သူတို့တွားကျင်တဲ့နေရာကိုရောက်ဖို့အတွက်နောက်နှလုံးကိုကြက်ကြော်ရအောင်ပါပါ။လုံးနိုင်ကြပြီးတဲ့နောက်မှာတော့သူတို့တော့ရုံဟာသူတို့တွားကျင်တဲ့လုံးနိုင်ကြီးတဲ့ကဤကြည်တင်လာတဲ့ခြောက်နာကိုရောက်ရှိလာခဲ့ကြပါတယ်။ပညာတဲ့ခုကိုနေရာကိုရှာဖွေပြီးတဲ့နောက်မှာတော့ လူလူတုံးယောက်သားဒီထဲကိုငုတ်ကြည့်ကြပြီးအားဒီပေါ်များသလားဆိုတာကိုလည်လာခဲ့ကြတာပါသူနေရာမှာငားတွေတကယ်ကိုပေါ်များနေရာကိုသူတို့တော်သူလက်ခံသွားကြပါတယ်ပြင်းမင်းနဲ့ပီကိုဖျက်ကျော်ပြီးတုံးနဲ့တဲကြီးလာခဲ့ရတာတကယ်ကိုလက်မိုးရှိတယ်လို့ပြောရပါပါတို့တော့မှာတော့သူတို့တုံးယောက်သားရေးရဲစင်းကိုပြင်ဆင်ကြပါတော့လေဒီအောင်စီမှာရေအောက်၅ပြည့်လန်ကန်းတက်လက်စီပြကြပါတယ် ရဲထုတ်ကငွေကြီးတွေကိုငားရှာမယ်နေရာကွဲဖို့ပြောပါတယ်။တန်တင်ကအောက်ဖက်ရဲထုတ်ကအလဲပဲငါထက်ကအပေါ်ဘက်မှာနေဖို့ပါ။သူကတယောက်ချင်းတွေကိုရေရောက်ကနေအပေါ်ဘက်ကိုသာတက်သွားဖို့အောက်ဘက်ကိုပြင်ဆင်ပြီးတယောက်နဲ့တယောက်အနီးကပ်မနေဖို့ကိုလည်းအတိအကျပြီးပြနေခဲ့ပါတယ်။အားကိုပြတဲ့အခါတိုင်းသတိမူဝဲမပြစ်မိဖို့ကိုအလေးထားပြောဆိုပြီးရအောင်ပါတော့ လက်မှတ်ထားတဲ့နေရာတွေစီခွဲထွက်လာကြပြီး ရေထဲစင်ကအားများစတင်ဖန်စီကြပါတော့တယ်။တန်းနေတဲ့အောင်အားကြီးကြီးတွေနဲ့အားပေါများတာကိုမြင်လိုက်ရတဲ့အခါမှာတော့ငငယ်ရင်းတွေမှာအပျော်ဆုံးဖြစ်ခဲ့ပါတယ်။အားကြီးကောင်ကိုမြင်လိုက်ရတဲ့အခါသူဟာကြိုးစိုက်ချင်ရပြီးလမ်းကိုပြစ်ခတ်လိုက်ရာအားရဲ့ကြောဘက်ကိုအိမ်မန်သွားခဲ့ပါတယ်။ဒါမျိုးနဲ့လမ်းညောဟာပြင်းပြထန်ထန်ဝင်ရောက်သွားပြီမဲ့ ငါးကိုတိကံမှုမရှိသလိုဖြစ်နေပါတယ်။တန်ရဟာငါးကြီးတွေကိုဖမ်းကျင်စိတ်ပြင်းပြနေခဲ့ပါတယ်။ဒါပေမဲ့ငါးတွေဟာရေထဲမှာတင်းမြန်စွာနဲ့ဥခတ်သွားခဲ့တာကြောင့်တန်ရင်တယောက်အမ်းမှုကတ်ခဲနေခဲ့တာပါ။ရတူရောက်ကတော့အဖို့ဘက်ကသာကုခတ်ရမယ့်အစားဤအောက်ဘက်ကိုတပြေးပြေးဆင်းလာခဲ့ပါပြီ။ရှင်ပြောရရင်ရတူဟာ အဲ့ဒီရှိရာနေရာတို့ပူပြီးမြေကလာခဲ့တာပါ။ဒီရှင်ကြီးဟာကလိုလေးကိုအန်ဒီများပြားခဲ့ပါတယ်။သူတို့နူးသာရှေ့ရောက်တဲ့နေရာတို့ရောက်ရှိတဲ့အခါမှာတော့အန်ဒီဟာဥရှိမှာကူးခတ်သွားတဲ့ငါးကြီးတကောင်ကိုဖမ်းမှန်းတွေ့လဲရပါတော့တယ်။အန်ဒီဟာထုံငါးကိုနှံခမ်းနဲ့ချိန်ရဲလိုက်ပါတယ်။ဥက္ကဋ်တဲ့အခါမှာတော့အန်ဒီဟာချက်ချင်းပဲရချလိုက်ပါတော့တယ်။ ။ဒီကမှာတော့လန်ကငားရဲ့မျက်လုံးတက်တဲ့ကိုအီမန်သွားခဲ့ပါပြီ။ဒုနောက်တန်းနေဟာရေပေါ်ကိုတက်လာပြီးလန်ချောနဲ့ချီရတဲ့ကြိုးကိုဆဲတင်ပါတယ်။ဒါပေမဲ့သူပြလိုက်တဲ့ငားကပုံမှန်ထက် ပိုမိုလေးလံနေခဲ့တာပါ။ဒီမျက်နှာပင်တစ်ခုလုံးမှာလည်းတွေးရရရင်နေနေခဲ့ပါပြီ။ဒီဘုဇနဲ့ဆွေးတင်လိုက်တဲ့အခါမှာတော့တန့်စင်ဟာသူ့မျက်စိရှိမှာပေါ်လာတဲ့အရာကြောင့် ုံးလုံးကြောက်ချာသွားခဲ့ပါတယ်။သူဆွဲတင်လိုက်တဲ့အရာဟာတငယ်ချင်းရထွက်ရဲ့အတတ်မရှိတဲ့ခန္ဓာကိုယ်ပြင်နေတာကြောင့်လည်းဖြစ်ပါတယ်။သူနောက်တစ်ခါမြင်လိုက်ရတဲ့ငါးကြီးဆိုတာတကယ်တမ်းတော့သူ့တငယ်ချင်းရထွက်တယောက်ယင်နေခဲ့တာပါ။သူကြံပြခင်ငါးတောင်လိုမြင်ခဲ့ရပြီမဲ့အားကြောင့်အခုတော့ရဲထွတ်တယောက်ဖြစ်နေလဲဆိုတာကိုသူနားမလည်နိုင်အောင် ူဆန်းနေပါပြီ။တုံယုံမှုနဲ့သေးလန့်မှုတွေရောက်အန်းနေဟာအတန်တုံယုံရင်းနဲ့အတက်ကိုအော်ခေါ်လိုက်ပါတော့တယ်။ငန်ထက်တယောက်အပြေးတော်ရလာပြီးရထွေးရဲ့မျိုးလုံးမှာနှံချုံစိုက်နေတာကိုတွေ့လိုက်ရပါတော့တယ်။တငယ်ချင်းနှစ်ယောက်သာရထွေးရဲ့အလောင်းဝေးမှာထိုင်နေပြီးဘာဆက်လို့ရမှန်းမသိပဲဟိုကျွေးနေမိပါတော့တယ်။ရမိုင်းချင်းတို့ရောက်လာတဲ့အခါမှာတော့ အထက်ကရွာသားတွေကိုအများဆုံးကူညီတောင်းဖို့တောင်းအောက်ကိုဆင်းရမယ်လို့ပြောပါတယ်။တကယ်တမ်းကျတော့သူတို့နှစ်ယောက်စလုံးကတောင်ပေါ်ကနေပြင်ဆင်ရမယ့်လက်ကို ပြောင်းညင်သူတွေမဟုတ်ပါဘူး။အထက်ကတယောက်တည်းပြင်ဆင်ဖို့လည်းအရန်ကြောင်းနေပါတယ်။အဲဒီကလည်းစိတ်တဲ့အရန်ပြပြနေပြီးကြည်တလန်းလန်းဖို့တော့မစွမ်းဆောင်နိုင်တော့ပါဘူး။အဲ့ဒီကိုဒီနေရာမှာတယောက်တည်းထားခဲ့ဖို့ကိုလည်းငါထက်တယောက်ဥယျာဉ်နေခဲ့တာပါ။ ဒါပေမဲ့ရွေးချယ်စရာလမ်းကနေပါတာကြောင့်အထက်ကပြက်သားတဲ့စကားတစ်ခုကိုပြောလိုက်ပါတော့တယ်။ရဲထွန်းရဲ့ရုပ်လောင်းကိုဒီမှာတယောက်လက်ထားကြလို့မရဘူး။လောင်းပြတ်သွားရင်ငါတို့ဘယ်လိုလုပ်မလဲ။နောက်ဆုံးမှာတော့တဲ့တဲ့ဟာငွေချင်းရဲ့ရုပ်လောင်းရှိတဲ့နေရာမှာပဲအိုင်ဆောင်နေခဲ့ပါတော့တယ်။အထက်နေနဲ့ရွာသားတွေကိုခေါ်လာတဲ့အထိတောင်းနေရပါပါ။ခုနကမှာတော့ငါထက်တယောက်ရွာသားတွေကိုခေါ်ဖို့အတွက်တောင်းအောက်ကိုပြင်သွားခဲ့ပါတော့တယ်။တဲ့တဲ့တယောက်လည်း ရထွေရုံလောင်းပြီးမှတောင်းနေရင်ကျင်းရင်နေပါတော့တယ်။ညာပိုင်းမိုးကြောက်စာပြလာတဲ့အခါမှာတော့ညနေတယောက်ကြောက်စိတ်ဖြစ်မဲ့အတွေးလေးကိုမတွေးမိအောင်စူးစမ်းနေခဲ့ပါပြီ။စိတ်ဒီမချောင်ချဖို့ဦးမမေးသမ ्या နေရာစာတွေကိုရွတ်ဆိုပြီးတဲ့နောက်မှာတော့ဒီကိုပြန်လဲတင်းကျုပ်ထားနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကပန်ဝင်ရှင်ရှင်ကြီးဟာကြောင်းမဖွဲရကောင်းနေခဲ့ပါတယ်။တန်တွေဟာလူလျှောက်တန်တွေပန်ဝင်ရှင်ကအရာဝတ္ထုတွေရဲ့အော်မီတန်တွေကိုသူ တားနေခဲ့ရတာပါဥဒကားမှမကြဘူးတဲ့တိတ်ဆိတ်ပြီးထိတ်လန့်စရာကောင်းတဲ့အတန်တွေဖြစ်ပါတယ်အစခံရေးတွေကုံဆုံးသွားတိုင်းသူ့ကိုမျက်လုံးများကစိုက်ကြည့်နေတယ်လို့သူစံစားနေခဲ့ရတာပါလွန်နေတဲ့မှာအမောင်တို့ကတပြေးပြေးရောက်ရှိလာပြီးနှုတ်တစ်ခုလုံးကိုပေါင်မိုက်ပါပါတော့တယ်သူ့ချင်းကိုဘယ်နှနာရှိပြီလဲလို့တန်တဲ့တယောက်မသိတော့ပါဘူးသူ့ရဲ့တခုလေးသောညွန်နေချက်က ငထမ်းနဲ့ရွာသားတွေအများဆုံးလာရောက်ခုပါပဲနန္ဒရောက်ရှိပြီဆိုတော့ကိုသူမသိပေမဲ့ဒီအချိန်မှာပဲရုတ်တရက်ဥကိုသစ်ပင်ကြီးတပင်ပေါ်ကိုမောချီဖို့အတွက်အခုကွာနှောင်းအားပေးလိုက်လို့သူခံစားလိုက်ရပါတယ်သူသပင်ကြီးပေါ်မှာအလင်းရောင်ညီငယ်လေးတွေအများကြီးမိတ်တုံမိတ်တုံလင်းလန်နေတာကိုတန်စင်တယောက်တွေ့လိုက်ရပါတော့တယ်ဒီဆိုင်ကြီးလက်ထဲကမှာတော့ ခိုးရရဟာသူ့ကိုစိုက်ကြည့်နေတဲ့မျက်လုံးစုံများဖြစ်နေတာကိုသူတွေ့မြင်ရပါပြီ။သူချင်းမှာတန့်တယ်ဟာသူ့ရဲ့ခန္ဓာကိုယ်ကိုရဲထည့်ရေအလုံးရှိရာကနေပတ်ခွာတော့အောင်တွဲဆောင်နေတဲ့မှော်ဆန်တဲ့ခံစားမှုကိုခံစားရလိုက်ပါတယ်။အလွယ်ဆိုတော့အသူမြင့်ရှိမှာအစားကောက်တွေနဲ့အသီးတွေအပြည့်စုံခြာထားတဲ့ဇဝဲတလုံးပေါ်လာတာကိုသူမြင်တွေ့လိုက်ရလို့ပါပဲ။ ချက်သားငယ်မူရင်းနဲ့ဟာသူ့ရဲ့စားတော့ဖို့အရန်ဆွဲဆောင်နေတာကြောင့်အဲ့ဒီစားစာတွေကိုလမ်းယူ စားတော့ခြင်းတွေဖြစ်ပေါ်လာခဲ့ပါတယ်။တန်ရဟာသူ့တငယ်ချင်းရဲ့ရုပ်လောင်းကြီးကနေအီဗီချင်းထွက်ခွာလာပြီးအစားတော့ပြီးစီကိုရှောက်လှမ်းသွားခဲ့ပါတော့တယ်။ဘူရှင်မှာပဲရန်ဖူတို့ကူကမင်းရှင်မကိုကြာလာပြီးခြေလောင်ရဲ့အတန်းတော့ပေါ်လာခဲ့ပြန်ပါတယ်။ဒါကြောင့်တန်ရဟာတတိတန်ဝင်လာပြီးဒီလိုတော့တဲ့မှာဒီလိုမျိုးအစားတော့တွေရှိနေစရာအကြောင်းမရှိဘူးဆိုတော့ ူဤပတိဝင်လာခဲ့ပါတယ်။သူ့ကိုတစီတရေတွေနှောက်ရှက်နေတာကိုသိလိုက်ရတဲ့အခါမှာတော့အန်စင်ဟာမိမိရသည်မြဘုရားဆံများကိုဆက်တိုက်ယူဆနေခဲ့ပါတော့တယ်။သူ့လိုယူဆနေမှတစ်တရောင်မှာပုံနေတဲ့စားတော့တွေဟာလည်းဇူးစမ်းစွာကြောက်ကြွယ်သွားခဲ့ပါတော့တယ်။ညကတပြေးပြေးညှိနှံနေခဲ့ပါပြီ။ကျော်ရလေးကိုတွားခေါ်တဲ့ငတ်တက်ဟာပြန်ရောက်မလာသေးပါဘူး။ ခဏကြာမှာတော့တန့်စင်ဟာအရင်ကလိုပဲမျက်လုံးအဆုပ်အများအပြားကိုထပ်မံမြင်တွေ့လိုက်ရပါတယ်။အရင်ကသစ်ပင်ပေါ်မှာမြင်ရတဲ့မျက်လုံးတွေဟာအခုတော့ဥပဝင်ခြင်းမှာအပြည့်အစုံကိုင်းရန်နေပါပြီ။ဥက္ကမှာတော့တန့်စင်တယောက်ရောက်ကြောင်းနေပဲသူမျက်လုံးလေးစီကိုအမီးနဲ့ကိုကြည့်လိုက်ပါတော့တယ်။သူမြင်တွေ့လိုက်ရတာကအုံမပွဲကောင်းတဲ့ရိုးလောင်းလေးဥရှိမှာပေါ်လာခဲ့တာပါ။ ။လူရဲမျိုးလုံးတွေကရဲရဲနေပြီးဖောင်းချွာနေပါတယ်။တချို့တွေမှာဆိုရှာတွေအောင်ဖတ်နေကြတာပါ။တချို့မှာကြုံတတ်တဲ့အစွဲတွေရှိနေပါသေးတယ်။ခန္ဓာကိုယ်တွေကမဲနဲ့ချောက်သွင်းနေပြီးသပင်တွေကလည်းကျုပ်တွေးနေကြတာပါ။ဒါဟာအလွန်ထိတ်လန့်စရာကောင်းတဲ့အဖြစ်ဆိုတစ်ခုပါပဲ။ဒီခန္ဓာတွေမှာတော့သင်္ဆင်ဟာတည်ဆုံးသွားတဲ့သူ့တငယ်ချင်းတစ်ပင်ကြီးပြီးမှလက်လန်းခေါ်နေတာကိုသူမြင်တွေ့ပြန်ပါတယ်။ ဦးမြင်နေရတာတွေဟာသစီတရေတွေဖြစ်ပြီးသူ့ကိုကြောက်လန့်အောင်လုပ်ပြီးငငင်းကြီးဂျိုလောင်းကိုသူ့နေရာမှာထားခဲ့ဖို့သူ့ကိုကြောက်လန့်နေခဲ့တာပါဘလောက်ပဲကြောက်ရွံ့နေပါသေးသင့်စင်ဟာစိတ်ကိုတင်ထားပြီးဒါသားတွေရုပ်လောင်းလာရောက်တဲ့ဦးရဲ့အထိငငင်းကြီးရဲ့ရုပ်လောင်းပြီးမှပဲနေဖို့သူ့စိတ်ကိုအာတင်းထားခဲ့ပါတယ်နောက်ဆုံးမှာတော့နနက်၄နာရီအချိန်ကိုရောက်ရှိလာပါပြီ။ ။အဲ့ဒီဟာအလင်းရောင်များစွာမိတုံမိတုံနဲ့သူ့စီကိုတပြေးပြေးနီးကပ်လာတာကိုမြင်တွေ့လိုက်ရပါတော့တယ်။ကောင်းမြွန်လေးရဲ့မျိုးနေချက်နောက်ဆုံးမှာတော့ရောက်ရှိလို့လာခဲ့ပါပြီ။ငါထက်နေရာသားတွေဟာရဲတို့ရဲ့ရုပ်လောင်းကိုလာရောက်ပေးယူခဲ့ကြပါတယ်။ကောင်းမော်ကနေရုပ်လောင်းကိုပြည်ပြောင်းမှုအတွက်အလောင်းကိုအဝင်းနဲ့ပတ်ပြီးတသားချောင်းတွေနဲ့ချီနှောင်းကအံပိုးပြီးပြေဆောင်ခဲ့ရပါတယ်။ရဲအနေနဲ့ကြာပြီးတော့ရဲထိုးရဲ့အတုဘအခမ်းလာပြီးထိုးသွားတဲ့အခါမှာ ရဲထိုးရဲ့မိသားစုကမဖြစ်ခင်လဲဆိုတာကိုအေးမြန်ခဲ့ကြပါတယ်။နိုင်ငံကပြည်ပြည့်တဲ့အခြေအနေကိုအမှန်တိုင်းပြောပြခဲ့တာပါ။ဒါဟာမတော်တဆမှုတစ်ခုဖြစ်ပြီးပို့ဆောင်မှုသူဘာတက်ကိုပျက်စီးလိုမှုကြောင့်ဖြစ်ခဲ့တာပါလို့ရှင်းပြခဲ့ပါတယ်။နောက်ထပ်ကတော့ဗလာရီကိုတောက်ခေါ်ဖို့နောက်အောက်ကိုဆင်းတဲ့အခါလမ်းပြောင်းနေခဲ့တာကြောင့်ကျွာကိုပြန်ရောက်ဖို့အတော်လေးချိန်ယူကြိုးပမ်းခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့တန်တဲ့တယောက်ဟာငါးပြက်လန်ကန်းကိုလုံးဝမကြည့်ရတော့ပါဘူးလန်ကန်းရဲ့လက်ခံကိုမြင်ရင်တော့သူတုံရင်ပြီးမိုးယိုတက်နေခဲ့ပါပြီဒါဟာသူတစ်ပါးအထုပ်ကိုတက်ခြင်းရဲ့အပြစ်တစ်ခုလည်းဖြစ်ပါတယ်အဆုံးထိကြည့်ရတဲ့အတွက်ဒေသများအားကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်အောင်သင်ရင်လည်းလုပ်ထားခဲ့ပြီးဖို့ကောင်းပါလေခင်ဗျာ